ဆိုင်တွေကပစ္စည်းတွေကိုမကြကနခိုးယူနေပါတယ်ဟုဆိုကခလေးပွေးချီထားတဲ့ခိုးယူသူအမျိုးသမီးကိုလူမဆန်တဲ့လုပ်ရက်တွေလုပ်ခဲ့ပြီးခလေးနဲ့လူကြီးနှစ်ယောက်စလုံးကိုဓာတ်တိုင်မှာကျိုးချီခဲ့တဲ့ဖြစ်စဉ်အထိပြုလုပ်ခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာလူပြောများနေတဲ့ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့မနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလူစိတ်ဝင်စားမှုမြင့်တက်နေပြီးအားလုံးရဲ့ဝေဖန်ထောက်ပြပြောဆိုခြင်းကိုခံနေရသူအမျိုးသမီးကတော့သူမရဲ့စတိုးဆိုင်ထဲမှာမကြာခဏပစ္စည်းလာခိုးပါတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ခိုးယူသူအမျိုးသမီးကိုဖမ်းဆီးခဲ့ပြီးအဆိုပါအမျိုးသမီးကိုခြေထောက်နဲ့ကန်ကြောက်တာတွေအတင်းအဓမ္မရိုက်နှက်တာတွေပြုလုပ်ခဲ့တဲ့အပြင်ခိုးယူသူအမျိုးသမီးမှာပါတဲ့ကလေးကိုပါကန်ကြောက်ရိုက်နှက်တာတွေပြုလုပ်ခဲ့တာကြောင့် လူမဆန်တဲ့လုပ်ရက်ကိုလုပ်ခဲ့တယ်ဟုဆိုပြီးအားလုံးကဝေဖန်ထောက်ပြပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့လိုင်တရာမျိုးနယ်ရှိစတိုးဆိုင်တဆိုင်မှာအမျိုးသမီးကြီးတအူးကကလေးငယ်တအူးနဲ့အတူပစ္စည်းခိုးယူတာမိသွားခဲ့လို့ဆိုင်ရှင်ကကလေးငယ်ကိုပါရောပြီးအပြစ်ပေးတဲ့ပုံစံကိုပြုမှုခဲ့တာပဲဖြစ်ပါတယ်။ ူခိုးယူတာကိုအားပေးတာမျိုးမဟုတ်ပြင်မဲ့သူကခိုးတဲ့အချိန်ဒီကလေးကအတူရှိနေတာသာဖြစ်ပြီးကလေးနဲ့မဆိုင်ကြောင်းဒီရက်တည်းပစ္စည်းခိုးသူအမျိုးသမီးကြီးကိုရောကလေးကိုပါနေပူထဲမှာကျိုးနဲ့တုတ်တဲ့အနေအထားမျိုးထိမလုံတဲ့ကြောင်းဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဥပဒေကြောင်းအရနားလည်သူတယောက်ကလည်းအခုလိုပြောပြထားပါတယ်တရင်နိုးလာတဲ့အချိန် Facebook မှာပွဲစီနေတယ်။တခြားပွဲတွေအာရုံမရပါဘဲလိုင်းသားရကပျက်စီးခိုးခံရတဲ့ဆိုင်ရှင်အမကြီး သူများတွေလည်းခိုးခံရတဲ့ဗီဒီယိုတွေတရားခံမိတဲ့ဗီဒီယိုတွေတင်ကြပါတယ်။တခိုးကိုဆိုင်းရှင်တွေဘက်ကစိတ်တူကြတာများပါတယ်။အမအလှဲကြမှာလူပါဝါတလို့ခန်းစားရပြီးတခိုးဘက်ကနေပါစိတ်တူနေရတယ်။မကြင်နဲ့ရှင်ရုပ်ကိုပုံရိုက်ထားတခိုးပါဆိုပြီးဗီဒီယိုရိုက်ထားလိုက်လေ။တအားဒေါသထွက်လို့ခြေပါလက်ပါချင်းရင်တော့မှတစ်ချက်နှစ်ချက်လောက်ဆိုတော်ပြီလေ အခုဟာကြီးကသပင်မွေးကိုအရင်ကဆွဲခြိပွေ့ထားခံရတဲ့ကလေးအရွယ်ကိုစောင့်တွန်းသက်ဆိုင်ရာနဲ့ရှင်ရမယ်ကိစ္စကို ကိုယ်စိတ်သဘောအတိုင်းလုပ်နေပြီးဗဇက်ကလည်းမင်းမဲစရိုက်ဆန်စွာလှုပ်ပေးမယ်ဆိုပြီးတော့ပြောနေခဲ့တယ်ပြီးတော့နေပူကျဲတဲထဲမှာလူကြီးတယောက်တည်းဆိုမပြောလို့ပြင်မဲ့ပစ္စည်းလေးကိုပါနေပူကျဲတဲ့ဓာတ်တိုင်မှာချိုးတုပ်ပြီးရင်းနှွေးပုံနဲ့လောင်းချမယ်လို့ပြောထွက်ရတဲ့ အခုဟာကခမရုလောက်တာတရလွန်တွေဖြစ်နေပြီတခိုးအားပေးတာမဟုတ်ပင်မဲ့ဟိုကဘာမှမတုံ့ပြန်တဲ့အပြင်အရန်ခက်ခဲနေလို့ပါရောစရာလည်းမရှိလို့ပေးတဲ့အပြစ်ခံပါမယ်ဆိုပြီးပြောနေပြီလေမကြေနဲ့ရင်ရဲလက်အပ်ပေးပါလို့ပြောနေတာကိုဆယ်လီဖြစ်ချင်ယုံနဲ့တစ်တော့ရိုက်ချင်ယုံနဲ့မိခင်တွေကလေးတွေကယူမဆိုင်ပဲလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့သဘောတော့ဖြစ်နေတဲ့အမကြီး ူအမားကနေကိုအမားဖြစ်နေပြီမို့အမားမြတ်တာတွေခန်းစားရပါစေဟုဆိုကဆိုင်းရှင်အမျိုးသမီးရဲ့လောရရနဲ့ပတ်သက်ပြီးပြောပြထားတာပဲဖြစ်ပါတယ်။ဆွဲလာ။လက်လိုက်မှကျွန်တော်တုံအောင်ပါလား။咱俩买桌上盘嘞，懂吗？不一样啊。咱俩桌上。 tao là ai mà cái gì đó là không chỉ thay là tao khô mà cho bác thay là là khô là tao khô mà ai mà sao mà nào xin đi đi ăn đi ăn rồi sao mà nào mi ra vậy nhất là nhiều lắm nhiều lắm đấy nhất là mua lại mình đâu có ai mà điều đó mà là nào là đâu đấy mi mới sao lại mà tôi đâu sao sao mà vậy 来你哪里了？拿里了？我们那卡去欢，关姐，还不让他看了，看了。啊，那卡不都，那卡是老妹你了，那老妹你嘛？你那卡是老嘛？哪呀、啊？你也、啊、这卡哪个管、啊、了？这卡 老老爹妈嘛，打哭嘛，要不嘛老爹他妈，老乡亲伢那，家里饭店要他妈哭呀，打哭嘛，啊？老乡们亲伢那，那那哭呢啦？原来家那啥样，咪知道啥样咪？哎，等灯笼啥？七九、六九呢？六九、六九落雨呀？伢嘞，伢嘞，哭呀，打哭嘛！ 你阿刚刚我弄冷沙去。你来那那朝天的，俺来那来朝天的朝嘛，弄沙、嗯，你阿没？那看那老三，你要弄好啥去咧？那你们啥子的，阿咪么叫呢？冷不杀我野过他嘞。 ยก็รักนายเยอะอะไรเยอ้นะแค่ไหนโน่นโน่นอะไรเด็กนักข่าวโคโลนักข่าวโคโลยาส่วนลาละฮะล่ะงาล้วนเลยนี่สับอะไรมาอุตละใช่ไหมซีซีทีวีจะ่ำสับอะไรมาอุตละอะไรเนี่ยไปอยู่สร้างกันอะไรไม่ตละปามันเหนียวเงาไล่ลาเนี่ยงาะลยไม่เชื่อแล้วนี่ไม่เชื่อแล้วงาไล่ลาไม่เหน่ยวตละลาละดีดี

်ရင်လွဲမှုသွားယူသွားရင်လွဲမှုနဲ့ခေါင်းနဲ့ခါးနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးဟောရင်လွဲကဟိုးတဲလာခဲ့သွားအိုးကြီးတော့ဟိုးတဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လောက်ချလို့မရဘူး ကျင်းတော့ဦးလာကငါအသားခွာပြီးကြိုင်းမှာငါပတ်ဆက်ပြန်မရငါအသားခွာပြီးကြိုင်းမှာလာကြလားနေမောက်ဆောင်ယူဖက်နေရနေခလေးအကောင်လို့ဘာဆဲခုလားဆဲခုတယောက်ချီတောင်းပြနေတာချီနေတဲ့အမမယုံလိုက်ချီနေကိုချီစရာမလို့နင်တို့တော့ဖိုက်လာမယ်ကလူလိုက်တော့မှရှိတယ်เนาะလာမပြောနဲ့ခိုးစားတာခိုးစားတာပဲအခေါ်ကတော့ဝင် ကျိုးနေရဲ့ကျိုးနေရဲ့ဝင်စားပွဲသတင်းအကြောင်းအရာများကိုနှစ်စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်